အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့တိုက်ခိုက်တပ်ဖို့ဖို့အတွက်လေးကျင့်ခံထားရတဲ့စစ်သားဟောင်းကြီးရဲ့မိသားစုတွေကိုရိုက်ပုတ်ပြီးတော့မရင်ကျင်းခဲ့တဲ့မူးယစ်ကိုင်းတစ်ခုလုံးကိုမြေလံလိုက်တဲ့အကြောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်ဗျာဇလန်လေးအစားမှာဆိုရင်တော့ဂျွန်းဆိုတဲ့စစ်သားတယောက်ကစိတ်ကူထုံးစရာတယောက်နဲ့စကားပြောနေခဲ့ပြီးဂျွန်းကတော့စစ်ပွဲမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့်စိတ်ပိုင်းဆိုင်ရာကုသမှုခံယူနေရတာပဲဖြစ်ပါတယ်စေကူသားတဲ့ဆရာကတော့ဂျွန်းကိုတယောက်တည်းမနေဘူးနဲ့မိသားစုနဲ့အတူနေထိုင်ဖို့အတွက်အကြံပေးနေခဲ့ပါတယ် အဲ့ဒီစကားကိုကြားတဲ့ကျွန်လေးခဏတာတိတ်ဆိတ်သွားခဲ့ပြီးသူသမီးစီကိုမရောက်ဖြစ်တာရမ်းကြနေဖြစ်ဖြစ်ကြောင်းကိုသတိရလိုက်ပါတယ်။ဒီလိုနဲ့ကျွန်အိမ်ပြန်ရောက်တဲ့အချိန်မှာတော့အထုပ်ပိုးတွေပြင်နေခဲ့ပြီးသူသမီးရှိတဲ့အင်္ဂလန်ကို လိုက်သွားခဲ့ပါတယ်။ဒီနေရာမှာတော့ကျွန်ရဲ့သမီးဂျိန်းကကုမ္ပဏီတစ်ခုမှာတန်ရှင်းအဖြစ်လုပ်ကိုင်နေခဲ့ပြီးသူ့အလုပ်ပြီးတော့လေသမီးဖြစ်သူကိုသွားကြိုရပြန်ပါတယ်။တရက်မှာတော့ရာဇွန်ဆိုတဲ့လူမိုက်ကသူ့နယ်မြေမှာဆေးရောင်းတဲ့ဆေးသမားတွေစီကိုသွားနေခဲ့ပါတယ်။အကြောင်းကတော့ဒီဆေးရောင်းတဲ့ကောင်တွေက ရာဇွန်ကိုကွက်ကြော်ရိုက်ပြီးတော့အလုံးလုံးနေတာအကြောင်းဖြစ်ပါတယ်။ဒါကိုအတိမခံနိုင်တဲ့ရာဇွန်ကဒီကောင်ကိုတနေနဲ့ပြစ်တတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ဂျွန်ကလေစိတ်ကနေတဆင့်အိမ်တိမ်ကိုသွားလိုက်ပြီးတော့အဲ့ဒီအိမ်ကိုရောက်တဲ့အချိန်မှာတော့သူရဲ့တငငချင်းရောဖြစ်တဲ့ဘိုးချုပ်နေကိုဖုံးဆက်ပြီးတော့တရက်လောက်တွေးဝဲအတွက်ချိန်ဆလိုက်ပါတယ်။ဖုံးဆက်ပြီးတဲ့အချိန်မှာတော့ဂျွန်ကသူ့မိန်းမအုပ်ကူစီသွားပြီးသူတို့ရဲ့သမီးကိုအဆောင်ရှောက်ပါမယ်လို့မိမအုပ်ကူရှိမှခရီးတွေပြေးနေခဲ့ပါတယ်။လူမိုက်ရာဇွန်ကတော့နောက်ထပ်ဆေးရောင်သမားစီကိုထပ်သွားနေခဲ့ပြီး အဲ့ဒီစေတမားကတော့ Razon လာနေတာကိုသိသွားတော့ရုတ်ရက်ဆိုသလိုပဲထွက်ပြေးသွားခဲ့ပါတယ်။ Razon တို့အဖွဲ့ကတော့နောက်ကနေလိုက်နေခဲ့ပြီးတော့တနေရာမှာတော့ဒီစေတမားတွေကိုမိသွားခဲ့ပြီးစေးတွေဘယ်ကနေကြလဲလို့မေးလိုက်ပါတယ်။စေတမားကအင်တာနက်လုံနေလို့ခြေတော်ကိုတနက်နေ့ပြစ်ပြီးတော့ချင်းချောက်လိုက်ပါတယ်။လူမိုက် Razon တို့အဖွဲ့ဒီလိုဖြစ်နေတော့ဂျွန်ကလည်းအဲ့ဒီနေရာကိုမတော်တဆရောက်သွားခဲ့ပါတယ်။ Razon ကတော့ဂျွန်ကိုမြင်မြင်ချင်းတနက်နေ့ပြစ်လိုက်ပြီးမြင်ကန်ကောင်းပြီးတော့ဂျွန်တယောက်လွန်မြောက်သွားခဲ့ပါတယ်။ ရာဇုံကဒီစေတမကိုအမြန်ဆုံးတက်လိုက်ပြီးသူတို့ပြဿနာရှာနေတာကိုမြင်သွားတဲ့ဂျွန်းနာကိုလိုက်ဖို့သူ့လူတွေကိုပြောလိုက်ပါတယ်။သူတို့မသိတာကတော့ဂျွန်းကတေးချလေးကျင့်ထားတဲ့စစ်သားတစ်ယောက်ဖြစ်ပြီးတက်ဖြတ်တဲ့နေရာမှာအရန်ကိုတော်တဲ့သူလည်းဖြစ်ပါတယ်။ဇေယတင်းနေမဲ့ဂျွန်းနာကိုလိုက်လာတဲ့ရာဇုံရဲ့လူတွေကိုအလင်းမြန်ပဲရှင်းပြလိုက်တာကြောင့်ရာဇုံကသူ့လူအတွက်လက်စားချေတဲ့အနေနဲ့ဂျွန်းကိုဒေါသတွေထွက်နေခဲ့ပါတယ်။အချိန်နေအားလုံးပြီးသွားတော့ဂျွန်းလေးသူ့သမီးစီကိုသွားလိုက်ပြီး ဖွေးဘက်ကနှုတ်ဆက်လိုက်ပြီးတော့တမိဖြစ်သူကို နောက်ထပ်ဘယ်တော့မှထားမသွားတော့ဘူးလို့ပြောလိုက်ပါတယ်။အဲဒီစကားကိုကြားလိုက်ရတဲ့ဂျင်းကလည်းပျော်သွားခဲ့ပါတယ်။နောက်တနေ့မှဆိုရင်တော့ဂျွန်ကသူ့မြေးမလေးကိုចောင်းသွားပို့ပေးခဲ့ပြီးဈေးဝယ်ပြီးတော့ဟင်းချက်ဘွက်အတွက်အိမ်ကို ပြန်သွားခဲ့ပါတယ်။ဂျွန်အိမ်ပြန်တဲ့လမ်းမှာတော့လူမိုက်နှစ်ယောက်ကဂျွန်နောက်ကိုလိုက်လာခဲ့ပြီးသူတို့ရဲ့ခေါင်းဆောင်ရာဇွန်ကသူတို့အလိုရှိနေတဲ့ဂျွန်ကိုတွေးပြီးဖြစ်ကြောင်းအကြောင်းကြားလိုက်ပါတယ်။ဂျင်းတို့ပြန်လာတဲ့အချိန်မှာတော့ညစာအတူစားလိုက်ကြပြီး ဂျွန်ကတာဝန်တစ်ခုရှိတာကြောင့်ရန်နှင်းငယ်လောက်သွားစရာရှိတယ်လို့ပြောလိုက်ပါတယ်။အဲဒီစကားကိုကြားလိုက်ရတဲ့ဂျိန်းကတော့စိတ်မကောင်းဖြစ်သွားခဲ့ပြီးဂျွန်ကတော့ရန်နှင်းငယ်လောက်ပဲကြားမှာဖြစ်လို့အမြန်ပြန်လာမှာပါလို့ချော့မော်ပြီးတော့ပြောဆိုခဲ့ရပါတယ်။ဂျွန်ထွက်သွားတဲ့ချိန်မှာတော့ရာဇွန်တို့ကဂျိန်းတို့အိမ်ကိုရောက်လာခဲ့ပြီးဂျိန်းကိုနှိပ်စက်ပြီးတော့အတင်းအဓမ္မဖောင်းတိုင်းဖို့လုပ်ကြပါတယ်။ဂျိန်းကိုနှိပ်စက်လိုက်ရေနံဒူလိုက်နဲ့အနိုင်ကျင့်နေခဲ့ကြတဲ့ဖြင့်ဒီလူဆိုးဖွဲကတော့ဗီဒီယိုရက်ကော့တောင်ရယူထားကြပါသေးတယ်။ ဒီအကြောင်းအရာကိုမသိတဲ့ဂျွန်းစီကိုသူ့တန်ငယ်ချင်းပူကြီးနေကရောက်လာခဲ့ပြီးဂျိန်းတို့မရင်းချင်းခံလိုက်ရလို့ဆေးရုံတင်ထားရတာကိုပြောလိုက်ပါတယ်။ဆေးရုံမှာတော့ဂျွန်းလေးသူ့သမီးနဲ့မြေးမာလေးနှိပ်စက်ခံထားရတာကိုမြင်လိုက်ရတဲ့အချိန်မှာတော့ပြောမပြနိုင်အောင်ဒေါသတွေရမ်းထွက်သွားခဲ့ပြီးတော့ရာဇွန်တို့ကိုမြေလံပြီးတော့လက်စားချေပွဲအတွက်ဆုံးဖြတ်လိုက်ပါတယ်။သူ့ကိုတားနေတဲ့စစ်သားတွေကိုလည်းတိုက်ခိုက်လိုက်ပြီးရာဇွန်ကိုရှာဖို့ဆေးရုံကထွက်သွားခဲ့ပြီးတော့ဒီသတင်းကလည်းရာဇွန်စီကိုရောက်သွားခဲ့ပါတယ်။တရင်ကြိုးတဲ့ရထားတဲ့မရင်းကောင်ရာဇွန်ကတော့ သူ့ကိုယ်သူကာကွယ်ဖို့ပြင်ဆင်နေခဲ့ပြီးဂျုံကတော့သူ့ရဲ့အမျက်နှုတ်ဆုံးလက်နက်ကိုယူပြီးတော့ဒီနေရာကကိုလားရွှေတွေစီကိုသွားလိုက်ပါတယ်။အကြောင်းကတော့ဒီနေကကိုလားရွှေတွေကလည်းမြန်မာပြည်လိုပဲရေလောင်းမှအပင်ပေါက်ကြတာဆိုတော့ရာဇွန်ရဲ့လက်ပါစီတွေဖြစ်နေခဲ့လို့ပါ။အဲ့ဒီရေကလည်းရာဇွန်အကြောင်းကိုဘာမှထုတ်မပြောတော့ဂျုံလည်းဒီအကောင့်အကြောင်းမသိရရင်မင်းကိုပါတပ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ကြောင်းလန့်သွားတဲ့ကိုလားရွှေကလည်းရာဇွန်ရဲ့လူတရောင်းနာမည်ကိုပြောပြလိုက်ပြီးဂျင်းလည်းအဲ့ဒီလူရှိတဲ့နေရာကိုဒီနေရာကနေချက်ချင်းသွားလိုက်ပါတယ်။ ရော့ရော့ချင်းဒီလူကိုဖမ်းလိုက်ပြီးတော့ရာဇွန်တို့အဖွဲ့ဘဲမှရှိလဲလို့မေးလိုက်တော့အဲ့ဒီလူကမဖြေချင်းတို့လုံနေတာကြောင့်ခြေထောက်ကိုတနက်နဲ့ဖြစ်ပြီးတော့ချိုးပေးလိုက်ပါတယ်။ကြောင်းလာသွားတဲ့ဒီကောင်ကလည်း night glare တစ်ခုမှရာဇွန်ရှိတယ်ဆိုတာကိုပြောပြလိုက်ပါတယ်။ဂျုံကတော့သူသိချင်တာတီးပြီးတဲ့ချိန်မှာတော့ခက်ရှင်းရှင်းပဲအဲ့ဒီလူကိုငရဲပြည့်ကိုလက်မမပါပဲပို့ပေးလိုက်ပါတယ်။မရင်းကောင်ရဲ့တီနီယာကိုရသွားတဲ့ဂျုံကတော့အဲ့ဒီကလပ်ကိုချက်ချင်းသွားလိုက်ပြီးသူ့ကိုတိုက်ခိုက်သမျှလူတွေကိုလည်းအသာလေးနဲ့အမောက်သိမ့်လိုက်ပါတယ်။ အထက်ရောက်တော့ဒီကလပ်မှာခေါင်းဆောင်လုပ်နေတဲ့ကူပါဆိုတဲ့လူကိုစကားပြောချင်တယ်လို့ပြောလိုက်ပါတယ်။ကူပါကတော့ဂျွန်အန်ရဲ့ရှိနေတဲ့လူတယောက်ဆိုတာကိုသိလိုက်ရတာကြောင့်သူ့ကိုမတက်ဖို့တောင်းပန်နေခဲ့ပြီးဂျွန်ရဲ့မိသားစုကိုဒုက္ခပေးတဲ့သူတွေထဲမှာသူ့မှာပါတဲ့အကြောင်းရှင်းပြနေခဲ့ပါတယ်။ဂျွန်ကတော့ဒီလိုရက်မှာဒီကောင်ပါတယ်ဆိုတာကိုသိနေတော့ငရေပြည့်ကိုတခါတည်းတနက်နေ့ပြစ်ပြီးတော့ပို့ပေးလိုက်ပါတယ်။မကြခင်မှာတော့ကလပ်ကိုရဲတွေကရောက်လာခဲ့ပြီးကလပ်ထဲမှာဖြစ်ပျက်တာတွေကိုတွေ့လာရတဲ့အချိန်မှာတော့ဂျွန်းရဲ့လက်ချက်ဆိုတာကိုကိုလာရှိကတီးသွားတာကြောင့် ဗိုလ်ကြီးနေကိုဖုံးဆက်ပြောလိုက်ပါတယ်။ဗိုလ်ကြီးနေကတော့ကျွန်ကတက်ဖြတ်တဲ့ဆက်တခုလို့လေ့ကျင့်ထားတာကြောင့်အရန်ကိုအန်ရီရှိပြီးတော့ဒီချိန်မှာတော့မင်းတို့လိုရဲမပြောနဲ့ငါတို့တငယ်ချင်းတောင်မတားပေးနိုင်ဘူးလို့ခက်ပြက်ပြက်ပဲပြောလိုက်ပါတယ်။တစ်ဖက်မှာတော့ရာဇွန်ကကူပါရဲ့ဖုံးကိုဆက်နေခဲ့ပြီးဖုံးကဂျွန်စီမှာရောက်နေတဲ့အတွက်ဂျွန်ကအန်ရီကမင်းစီကိုလာနေပြီလို့ရာဇွန်ကိုပြောလိုက်ပါတယ်။ဒီစကားကြားပြီးကြောက်လန့်နေတဲ့ရာဇွန်ကတော့ပန်ကားဆိုတဲ့လှုပ်ချန်ရေးတမကိုသူနဲ့အလုံးတူတူလှုပ်ဖို့အတွက်ပြောလိုက်ပါတယ်။ ပန်ကာကတော့ဒီအလုပ်ကိုလက်ခံခြင်းပေမဲ့သူဒုက္ခပေးလိုက်တဲ့သူကဂျွန်းလိုတိုက်ခိုက်တပ်ဖြတ်တဲ့နေရာမှာကြော်ကြားတဲ့သူဆိုတော့ဒီအလုပ်ကိုလက်ခံဖို့ညှင်းဆိုလိုက်ပါတယ်။ရာဇွန်ကလည်းညံကောင်းတဲ့သူဖြစ်တာကြောင့်ဂျွန်းကသူ့ဖုန်းကိုခြေရာခံပြီးလိုက်နေတာကိုသတိထားမိပြီးသူ့ဖုန်းကိုပန်ကာရဲ့နေရာမှာထားခဲ့လိုက်ပါတယ်။ရာဇွန်ကတော့ဖုန်းရဲ့ဒီနေရာကိုအတိုင်းသွားလိုက်တဲ့အချိန်မှာတော့ပန်ကာရဲ့နေရာဖြစ်နေခဲ့ပါတယ်။မကြာခင်မှာတော့ဂျွန်းကရောက်လာခဲ့ပြီးပန်ကာရဲ့လူတယောက်ကိုတတ်ပြီးတော့ပန်ကာရဲ့အဆောက်အအုံကိုဝင်သွားခဲ့ပါတယ်။ ဂျွန်ရဲ့အစာအုပ်ထဲမှာတွေ့သမျှလူတွေကိုတည်တည်တတ်တတ်နဲ့အကုန်အရှင်းပြင်းနေခဲ့ပြီးဂျွန်ရောက်လာမှကိုတည်တဲ့ပန်ကာကတော့ဂျွန်ကိုအေးစေးစကားပြောဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဂျွန်ကတော့ပန်ကာဆိုတဲ့ကောင်းကလေးလူလောကထဲမှာနေတင်းတဲ့ကောင်မဟုတ်တော့စကားမဆုံးခင်မှာပဲငရဲပြည်ကိုပို့ပေးလိုက်ပြီးအစာအုပ်ကနေထွက်သွားဖို့လုပ်လိုက်ပါတယ်။ဂျွန်အဲ့ဒီနေရာနဲ့ထွက်သွားဖို့လုပ်လိုက်တဲ့အချိန်မှာတော့ရာဇွန်ရဲ့လူကိုတွေ့သွားခဲ့တော့ဒီကောင်တွေကိုဖမ်းဆီးလိုက်ပြီးခုံမှာကျိုးတော့ပြီးတော့သူသိကျင်တာတွေကိုမေးဖို့လုပ်လိုက်ပါတယ်။ ဒီကောင်ကတော့ကျောင်းရဲ့အကြောင်းကိုကောင်းကောင်းကြီးသိနေတော့ကြောက်လန့်နေခဲ့ပြီးရာဇုံအကြောင်းကိုတည်တမျှပြောပြနေခဲ့ပါတယ်။ရာဇုံကတော့ပန်ကားကိုကြောက်ချခဲ့ပြီးကျွန်းရဲ့လက်စားချေမှုကပြီးဆုံးသွားပြီလို့ထင်ပြီးတော့သူ့ကိုယ်ပိုင်လုပ်ငန်းထောင်ပေါ်အတွက်စူးစမ်းနေပါတယ်။ဒီလုပ်ငန်းကလည်းရာဇုံရဲ့သူ့တထေးတွေကိုတစ္ဆာဖောက်ပြီးရက်ရှားနဲ့အလုပ်တူလုပ်ဖို့အတွက်ဆွေးနွေးနေခဲ့တာဖြစ်ပါတယ်။ရက်ရှားရင်းနဲ့ဆွေးနွေးမှုကတော့အသင်းပေါ်တစ်ခုပေါ်မှာဖြစ်ပြီးတော့ဒီနေရာမှာဂျွန်ကအနောက်ကနေလိုက်လာခဲ့တာလည်းဖြစ်ပါတယ်။ဂျွန်လေး ရာဇဝင်ရှိတဲ့နေရာကိုသွားကန်ပြီးရဲတွေကိုအရင်ဖုံးဆက်အကြောင်းကြားထားလိုက်ပါတယ်။မကြာခင်မှာပဲအဲ့ဒီနေရာကိုဂျုံကရောက်လာခဲ့ပြီးရာဇဝင်ရဲ့လူကိုလည်းမျက်နှာအုပ်ပြီးတော့ဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။ဂျုံရောက်နေတာကိုရာဇဝင်တည်သွားတဲ့အချိန်မှာတော့ဂျုံကိုရှင်းပြဖို့အတွက်သူ့လူတွေကိုအမိန်ပေးလိုက်ပါတယ်။ဒီကောင်တွေထက်ကြောက်စရာကောင်းတဲ့ဂျုံကတော့ပရိုဆန်ဆန်ပဲတယောက်ချင်းရှင်းထုတ်နေခဲ့ပါတယ်။ဂျုံအဲ့လိုပြစ်ခတ်နေတုန်းမှပဲရဲတွေကလည်းရောက်လာခဲ့ပြီးတင်းမော်တွေကိုဝင်လာခဲ့ကြပါတယ်။ကဲဆိုချင်တော့ဂျုံရဲ့တနကကြီးကုံသွားတာကြောင့် ရာဇဝင်လူတွေဖြစ်တဲ့လူတန်ကြီးတွေနဲ့လက်ချင်းရှင်တိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်။အရင်တုန်းကတော့တပ်ပုတ်တဲ့ပညာကျွမ်းကျင်လုံးတဲ့ဂျွန်ကဒီကောင်တွေကိုအသာလေးတမလိုက်ပါတယ်။နောက်ဆုံးတော့ဂျွန်ရဲ့ပြင်းမဲ့ဖြစ်တဲ့ရာဇဝင်အလက်ကိုရောက်လာခဲ့ပါတယ်။သူ့ကိုကာကွယ်မဲ့လူတွေလည်းမရှိတော့ဘဲမရင်းကောင်ရာဇဝင်ကကြောက်လန့်နေခဲ့ပြီးဂယောင်ကရန်တွေပြောနေတဲ့အချိန်ဂျွန်ကိုတနက်နဲ့ပြစ်ဖို့လှုပ်လိုက်ပါတယ်။ဂျွန်ကတော့ဒီတနက်ကိုအသာလေးလွှင့်ပြစ်လိုက်ပြီးလက်ချင်းရှင်တိုက်ဖို့လှုပ်လိုက်ပါတယ်။ဒီလိုနဲ့ဂျွန်ကသူ့မိသားစုကို ဘာလို့အဲ့လိုရက်ဆက်တာတွေလုပ်ရတာလဲလို့မေးနေရင်းနဲ့ရာဇွန်ကိုအသေးစောနေခဲ့ပါတယ်။အားရပါရရာဇွန်ကိုတီးပြီးတဲ့နောက်မှာတော့ငရဲပြည်ကိုပို့ဆောင်ပေးလိုက်ပြီးနောက်ဆုံးမှာတော့ဂျုံကကိုလားရွှေတွေစီမှာဖမ်းခံလိုက်ပါတယ်။ဂျုံလည်းရဲကားပေါ်မှာဖမ်းခံနေရတော့ဘူကြီးနေကနှုတ်ဆက်ဖို့ရောက်လာခဲ့ပြီးလက်ထိပ်တော့ကိုတခြားသူတွေမသိအောင်ပေးလိုက်ပါတယ်။နောက်တစ်ခါမှာတော့ဂျုံကသူတမီးစီကိုဖုံးဆက်နေခဲ့ပြီးဂျင်းကလည်းသူ့အဖေတန်ကိုကြားရတဲ့အချိန်မှာပျော့သွားခဲ့ပြီးတော့ဇလန်းလေးလည်းဆုံးသက်သွားခဲ့ပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးကြတဲ့ပရိသတ်ရောချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်